ကဲပါမေးမယ်ဆိုအဲတပြီးတော့မေးချင်တာမိဘနဲ့ပတ်သက်လို့ပါဗျာကျွန်တော်ကနာမိဘဟိုအမေကိုတတ်မိတဲ့ကံပေါ့နော်အဲ့တော့တပြီးတော့ကတပြီးတော့ဟိုတပြီးတော့ဖြစ်တပြီးတော့ဖြစ်တာကကာယကံဒီဘဝမှာပေါ့နော်ကာယကံတော့မပြမမိခဲ့ဘူးအဲ့တော့ဝစီကံမနောကံနဲ့တော့မိဘကိုပြမခဲ့ဦးလေပေါ့နော်အဲ့တော့အဲ့ဒီခါမှာတရားထုတ်တဲ့ခါမှာ အဲ့ဒါမျိုးတွေပြင်းပြင်းလာလာပေါ်တတ်တာပေါ့နော်အဲ့တော့အဲ့ဒါကိုပရိကံလုပ်ပြီးတော့လည်းအမြဲတမ်းရှိခိုးပါတယ်။နောက်မိဘကိုလည်းတခြားရှိခိုးပြီးတော့ဟိုအပြစ်တွေလုပ်ဖို့လည်းလုပ်ခဲ့ပါတယ်ခင်ဗျာ။အဲ့ဒါကဒီကာယကံတော့မဟုတ်ဝစီကံမနောကံပေါ့နော်။အဲ့ဒါကိုဟိုပပျောက်အောင်နောက်ဒီတရားအထုတ်တာမှလည်းအနောက်ရှိမဖြစ်အောင်ဒီတဲ့ကောင်းတဲ့နီလန်းပါရှိပါသလဲခင်ဗျာ။ဟိုဒီ ဒီကိမိဘအသက်ရှင်သေးလားအော်အဖေတော့ကွယ်လွန်သွားပါပြီအမေတော့ရှိပါတယ်ဗျာတခုကြည့်တယ်ကသွားနေရင်လည်းသွားပြီးကြောတာကောင်းတယ်နော်ဒီကကဒီကအပြစ်ကိုပြောတာကတော့ပြီးပါပြီခင်ဗျာဘာမှဒုက္ခံဖြစ်ဘူးဘာမှဖြစ်ဘူးဘာမှမဖြစ်ဘူးဆိုတာကတရားကိုအနှောက်အယှက်မပေးပါဘူးတိုးတော့ကံကတော့ထထုံပြီးပြီထထုံပြီးရဲ့ကံကတော့ဒီနေ့ရင့်ကျက်လာရင်တော့သူကဘဝတစ်ခုခုမှာသူကတော့အကျိုးပေးမှာပဲဒါပြင်းနဲ့ဒီကံကိုတော့ဘုန်းကြီးတို့ကတားလို့မရဘူးတိုးတော့တားရတာကခုနကတကယ်ကြီးအကယ်၍သန္တာမှဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော် ဘယ်လိုမှဖြစ်ခဲ့ရင်တော့ဒီကံကအကျိုးပေးခဲ့ရင်သန္တာခီးတခြားမှာကောင်းတဲ့ဘုံဘဝမှာနည်းနည်းပါးပါးတော့လည်းအကျိုးပေးမယ်။သို့တော့ဟိုဘက်ငရဲတို့အပေလေးဘုံရောက်အောင်တော့အကျိုးမပေးနိုင်တော့ဘူး။နောက်ရှင်မဘုဂလန်ဒီပုံစံမှာရှင်မဘုဂလန်ကမိဘမျက်မမြင်မိဘနှစ်ပါးပြည့်စုံလုံခြုံနေတာပဲဒါပေမဲ့ဒီနေ့မှာတော့သူကခိုင်ခံမြောက်တော့ဖြစ်သွားပါလေ။ဒီနေ့မှာတော့ကလည်းအရှင်မက ဒီကဓမ္မကြီးလေးရှေ့ပြောမှာဘုန်းကြီးလည်းအာနာနေအင်းရှင်မကသူကပထမတော့ကတော့မိဘတွေကဘယ်လိုဖြစ်လာလဲဆိုတော့မြင့်မမြင့်တော့ငါသားငါသားတယောက်တည်းတော်လင်းသွားတယ်မိဘတွေအတွက်လည်းပစ္စည်းလိုက်ရှာဖွေရတယ်အိမ်မှာလည်းထမင်းချရတယ်ပြီးပါတယ်ဒီတော့ငါသားသိပြန်မှမှလည်းချက်ဖို့ပြုတ်ဖို့အမျိုးသမီးတူးလောက်တော့ရှိမယ်ဆိုရင်ငါသားစိတ်ချလက်ချတော်တော်ပြီးပစ္စည်းရှာဖွေလို့ရမယ်ဆိုပြီးအနားချုပ်တော့ အင်းတို့မပြုတ်ခြင်းနဲ့ပြုတ်လိုက်ရတာအမို့ဘူးအမေတို့နဲ့အဆင်မပြေဖြစ်မှာဆိုလို့ပါအတန်တန်တောင်းမှမင်းလည်းမရဝိပါဒိကလည်းသူပင်မသူတာပင်မနေတော့မမြင်ကျင်လာတဲ့အဲ့ဒီလိုမြင်တော့မမြင်ပါဘူးလေမတွေ့ကျင်လာတဲ့အဲ့ဒီလိုပြောလိုက်တယ်ဒါနဲ့နောက်ဆုံးတော့သဘောတူပြီးလက်ထပ်လိုက်တယ်ဆိုတော့လက်ထပ်တော့အမျိုးသမီးကသူကမိဘကိုမပြုတ်စုမလို့တွေ့ကျင်တဲ့အမျိုးသမီးဖြစ်နေခက်ပေါ်တာဒါတော့မလုပ်တယ်လေအိမ်မှာသမင်းလုံးတွေကျဲထားလိုက်တယ် ြန်လာလို့ရှိရင်ဟိုကပြဖို့မကျင်းလားဒီအကန်းนี่လှုပ်ထားတာအိမ်မှာသမင်းလုံးတွေကိုညစ်ပတ်ပြီးပြန်နေတာပဲကြာတော့မတက်နိုင်တော့ဘူးဒီအိမ်မှာမနေနိုင်တော့ဘူးဘာပဲညာပဲပေါ်လို့စသည်ဖြင့်ဖြစ်တော့ဒီပြင်းနဲ့နားသွင်းလိုက်တော့နည်းနည်းလှုပ်သွားတယ်လှုပ်သွားတဲ့အခါကျတော့နောက်ဆုံးမိဘတွေခေါ်ပြီးတော့လှင်းနဲ့ခေါ်ပြီးတော့အဲ့ဒါတိုးရခေါ်သွားပြီးတော့ဟိုဘက်ယူအောင်သွားမယ်ဆိုတဲ့ပုံစံနဲ့ခေါ်ပြီးတိုးရကြတော့သူကတကိုးအောင်ဆောင်ပြီးတော့မိဘတွေရိုက်ထုတ်တာပဲသေးတော့မသေးပါဘူး သေးကတော့နီးနီးလောက်အောင်ထုလိုက်ပုံရတယ်။မသေးတာကဘာကြောင့်လဲဆိုတော့တေအောင်တက်ဖို့သွားတာပဲဒါပေမဲ့မိဘတွေကနေသူတို့ရိုက်ထုတ်ခါတဲ့အခါမှာသူကသခိုးတန်နဲ့အတန်ပြောင်းပြီးတော့ဟောတာ哦။ကဲငါသာသခိုးတွေကတော့တို့နှိမ့်စင်နေပြီးတို့သေးချင်းသေးပြီးငါသာပြေးတာပြေးတော့တို့မငငယ်နေတော့ငါသာလွတ်ရသွားတော့ အဲ့မှာဒီစကားကြားလိုက်တော့သူစိတ်ထဲမှာတော်နင်းနာသွားတာဒါနဲ့မိဘတွေကိုသူပြန်လှဲပေါ်တင်ပြီးအိမ်ရန်ခေါ်သွားတယ်အဲ့ဒီအကုသိုလ်ကသူတော်နှိမ့်ဆက်တာဒီကနေ့အထိသူစိတ်မကောင်းအဲ့ဒါနဲ့ငရဲရောက်တာမင်းရဲ့မနှစ်တန်းပေါင်းများစွာတိမ်ပေါင်းများစွာခံခဲ့ရတယ်ငရဲကကြွက်လာတော့လေဘဝတိုင်းဘဝတိုင်းမှာခေါင်းကွက်ပြီးတည်ရတာဘဝပေါင်း200ကျော်တဲ့ရှင်မဘုက္ကလဘဝမရောက်ခင်သူအဲ့ဒီတန်ဝေကကြောင့်ထင်တယ်ရှင်သာရိပုတ္တရာလည်းလူပြိုကြီးပဲ ရှင်မမဂ္ဂလန်နဲ့လူပြောကြီးပဲသူတို့တော့ကြောက်သွားပုံညာဟုတ်တယ်မလားအဲ့ဒါနောက်ဆုံးဘုရားကြောက်တော့အဲ့ဒီကံကမှီလာတယ်ကံခင်ဗျာမှီလာတဲ့အခါကျတော့ပြိဋိဘံမဆန်မှီလေးမှာပေါ့ခုနှစ်လောက်မှီတာကအကြောင်းကတော့ဒီလိုပါသူကနတ်ပြည်တဲ့ဒီနတ်တန်းတသမီးတွေရဲ့ကံနေမေးလိုက်လူပြည်မှာပြန်ဆင်းဟောလိုက်ငရဲသွားလိုက်ငရဲမှာရှိတဲ့ မရေသားရဲ့အကုသကံတွေကိုမေးလိုက်လူပြင်းမှာပြန်ဟောလိုက်အဲ့လိုလုပ်လိုက်တော့သူသိပေါ်ပြူလာဖြစ်နေတယ်။ပေါ်ပြူလာဖြစ်တော့သန္တာတော်ကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကသိမြလာတယ်။ဟိုဘက်ကသန္တာဘအယူဆရှိတဲ့တိတ်ကြီးတွေမှာကိုယ့်ကစီကမဲ့ပုဂ္ဂိုလ်ကအရင်အတွက်နှဲနေတာ။ဒီတော့ရှင်မမုက္ကလံကိုသူတို့တော်တော်လေးမကြင်မနှက်ဖြစ်နေ။အဲ့ဒါနဲ့သခိုးတွေငှားပြီးတော့ပတ်စံပေးပြီးတော့အသက်ခိုင်းတာပဲ။အသက်ခိုင်းတဲ့အခါကျတော့ရှင်မမုက္ကလံလည်းသိပါတယ်။ဒါပြီးလည်း ဘုန်းကြီးဒီဂိတ်စကုတ်တော်ကုရောက်တော့ဒီကူတွေကိုကြည့်ဆန့်ကြည့်တော့ကုဒီကူတွေတော့ဟုတ်ပုံမရဘူးလို့ထင်တယ်။ရှင်မင်းရပြောတယ်ရှင်သာရိပုတ္တရာယဟန်ရဖြစ်တဲ့ဝတုလှိုင်ဆိုတာကလည်းရှင်မောဂလန်ကျောင်းနဲ့ကတ်နေတဲ့သူကူမျက်မှောက်မှာဟိုဘက်ဒီဘက်နည်းနည်းလေးပဲ75ပြည့်လောက်ပဲကွာမဲ့ပုံစံဖြစ်နေတယ်။ဒီနေရာမျိုးတော့ဟုတ်မယ်မထင်ဘူးလို့တော့စိတ်ထဲထင်ပါတယ်နော်။ရှင်မောဂလန်ကအဲ့ဒီကာလသီလကြောက်ဖြာဆိုတဲ့အဲ့ဒီကြောက်ဖြာမှာသူကထရင်သုံးတယ် သူကခေါင်းသားတွေကလာတဲ့အခါမှာသူကတန်ကောက်ပေါက်ဆိုတာကဒီတကားမရှိတော့တန်ကောက်ကလေးတစ်ခုနဲ့ထည့်ပြီးလှဲတော့အပေါက်ကလေးသေးသေးလေးပါခဲရန်တော့တော့မရှိဘူးအဲ့ဒီအပေါက်ကလေးသူတကိုးပိန်ရင်နဲ့ထွက်သွားတယ်နောက်တနေ့လည်းလာပြန်တယ်ဒီတိုင်းမှာခုနှစ်တိုင်တိုင်းလာတဲ့အခါကျတော့နောက်ဆုံးနေ့ကျတော့သူဆံပိန်ရင်ဝင်စားလို့မရတော့ဘူးအခုတော့ကံကစိတ်လာစိတ်လာတော့ခေါင်းသားတွေကနေပြီးတော့ရဲလိုက်တာမှုမှုညံ့ညံ့ကျင်သူကတကိုးကြီးတယ်ဆိုတော့အယိုးကလေးကိုထုတ်ချေပလိုက်တာစကွဲစီလောက်တော့မကြအောင်သူကအဲ့လောက်ထိချေပလိုက်တယ် ဒါပေမဲ့သူတို့ကရေလုံးလာပြောကနဲ့သေးတဲ့ကံသူ့မှာမပါပါဘူး။မပါတော့ခိုးသားတွေလည်းအကုသိုလ်ကံလည်းကုံသွားတော့ခိုးသားတွေလည်းပြန်သွားပြီ။ပြန်သွားတဲ့အခါသူဇံပိညင်းနဲ့အိမ်မှာပြန်ဝင်စားလို့ရတော့ခန္ဓာကိုယ်ကပဂရိဖြစ်အောင်ဒိဋ္ဌံပြီးတော့မှမြတ်စွာဘုရားသွားကြတော့ကြတော့ပြီးတော့မှပရိနိဗ္ဗာန်ပြည့်ဝရန်အတူခွင့်တောင်းတယ်။အဲ့မှာအရိနိမပဲပရိနိဗ္ဗာန်ဆံသွားပါလား။အဲ့ဒါဆိုလိုတာကတော့ခန္ဓာကမိဘကိုအဲ့လိုကာယကံမြောက်ပြင်မှတ်ခဲ့တာပါ။အခုလိုဝစီကံကြတော့ အပြစ်မရှိဘူးတော့ဘုန်းကြီးမဆုံးလို့တော့ပျောက်နေတယ်ပျောက်နေတာကဒကာကြီးသွားတော့ဘာဖြစ်မလဲဒါကတော့ခုနကနောက်တာအနာကဆိုတာရှိနေခဲ့ရင်ပေါ့ဒီချက်နဲ့ပတ်သက်လို့လည်းပိဋကတ်တွေခုတနည်းမေးတဲ့မေးခွန်းတွေနဲ့ပတ်သက်လို့ဘုန်းကြီးကဘာလို့မျိုးပြောင်းလဲမှုရှိလဲဆိုတော့သွားတော့ဘာကဒကာကြီးတွေလူမကြီးတွေနည်းနည်းလေးသဘောပေါက်အောင်ကြည့်ဝိသကာခုနှစ်နှစ်တမိမှသွားတော့ဘာဖြစ်တယ်သူဘာလုပ်လဲအိမ်အောင်ပြုတ်တာပဲ သားတွေဘယ်လောက်မွေးလဲသမီးတွေဘယ်လောက်မွေးလဲမြီးတွေဘယ်လောက်ရှိလဲဒုံမကြီးတွေတည်းကိုမြားအောင်ဟုတ်တယ်မဟုတ်လားဒါစိတ်ပြောင်းနေလို့ဆိုတာကသူ့မှာကအနိစ္စဒုက္ခအနတ္တကိုသူကောင်းကောင်းတော့သဘောပေါက်တယ်သိတယ်ဒါပေမဲ့ယုံကြည်ချက်ဆိုတဲ့ဒိဋ္ဌိကတော့ပြုတ်သွားတယ်ငါတို့ဘယုံကြည်မိမှာပုဂ္ဂိုလ်တော်တော်တကယ်ထင်ရှားရှိတယ်ဆိုတဲ့ဆိုလွန်ယုံကြည်ချက်ကတော့ပြောက်သွားတယ်ဒါပေမဲ့လို့ခုနကလောကသမညာအတ္တဆွဲဆိုတဲ့ပုံစံမျိုးအရေးအဟောင်းကနည်းနည်းပါးပါးရှိတယ် ဒါဆိုလို့ရှိတယ်သမီးဆိုလို့ရှိတယ်စသဖြင့်ဒီလိုအစွဲလေးလောက်တော့နည်းနည်းပါးပါးရှိပါတယ်ဒါပြင်လည်းအနာတဘိနဲ့ဒီတိုင်းပဲအနာတဘိနဲ့သွတ်တယ်ပါမယ်ဒီတော့ခရုံးကခုသိတဲ့အခါမှာအနာတဘိကဒုတိယနာပြင်ရောက်တယ်ဝိတခကယမနတ်ပြင်မှာသူယမနမင်းကြီးအမိဖျားဖြစ်တယ်ဘာဖြစ်လဲသူဖြစ်ချင်တာ哦ဒါကြောင့်တကားတော့တရားဖို့တရားမင်းရဲ့အနာတဘိရဲ့ဝိတခရဲ့စာကတော့ဝဋ္ဌဗိရတသောတပန် နန္ဒရာဝဆင်းဒုက္ခမှာအလွန်ပြောင်းပွေတဲ့သောတာပန်နေဆိုပြီးဒီလိုဟိုချုပ်ချထားတယ်။အဲဒီလိုပုံကိုလည်းရှိတတ်ပါတယ်။ဒီတော့အဲဒီလိုပုံကိုတွေကျတော့ဘယ်လိုကွာခြားလဲဆိုတာဒါဘေးကနေအကဲခတ်လို့သိဖို့သိမှလည်းလောက်။သူများအိမ်တော်ပြုသလိုသူတို့လည်းအိမ်တော်ပြုတာပဲ။သူများနောက်မြယူသလိုသူတို့လည်းနောက်မြယူတာပဲ။သူများရံဖြစ်သလိုသူတို့လည်းရံဖြစ်သေးတယ်။ဘာဖြစ်လို့ဒေါသကရှိနေသေးလဲ။အဲဒါကြောင့်သူတို့ကျတော့ဘလောက်ကွာသွားတယ်လဲဒီလိုပြောလို့မရဘူး။ဒါမင်းနဲ့တချို့ကျတော့ ဒီဘဝမှာပဲသံဃာရကသမုအနာကသမုယန္နာဖြစ်နေတဲ့မျိုးစေ့ကရှိနေတယ်သောတပန်ဖြစ်ပြီးရင်နည်းနည်းသူကတော့ပို့ပြီးအစဉ်မြင်ခြင်းဖြစ်မှာဘာဖြစ်လဲမကြခင်သူကအနာကံဖြစ်တော့မယ်သံဃာရကဖြစ်တော့မယ်အနာကံဖြစ်တော့မယ်ယန္နာဖြစ်တော့အဲ့ဒါကြောင့်သူကတော့ဇက်တိုက်သူကအာထုတ်တဲ့အတွက်သူအဖို့ကတော့နည်းနည်းပြောင်းလဲမှုကမြားခြင်းမြားလိမ့်မယ်အဲ့ဒါကြောင့်ဆိုလိုတာကတခါကြီးကအကြီးလန္ဒရာမရှိဘူးဒီဘဝမှာပဲ နာဂမ်မြင့်ဉာဏ်ဖွဉာဏ်လောက်ရတဲ့ထားတကယ်အဲ့အကံကြီးအကုန်လုံးလွတ်သွားတိုင်းဘာဖြစ်လို့အနာဂမ်ဖြစ်ခရင်ပြမပြမပဲမွေးမယ်အဲ့ပြမပြမဒီလိုဒုက္ခမျိုးမရှိစိတ်မမူပါနဲ့အထုလို့ရတယ်နော်စိမမုဂ္ဂလနဲ့အထုလို့ရပါတယ်ကဲဒီဟာတင်ကြအောင်မတင်နေမေးခြင်းနောက်နောက်နှစ်ရက်လောက်ကြာတော့မေးတော့တစ်ဘက်ကတစ်ဘက်ကနော်ကဲ online Could we, we, conclude from today's discourse that a sufficiently high level of Abhidhamma knowledge is necessary to effectively practice Vipassana meditation? There are oh, high <laughs> level of Masolo Babu, no? Umayunizashi Vandaliyame. Masakudadaga Kala. ရုပ်သဘောတရားဘယ်နှခုရှိလဲ10ခုဒီ10ခုတော့နားလည်ရမှာပေါ့ဒါတော့တော့နားလည်ရမယ်စတိတ်52လုံးနားလည်ရမယ်ဥမကုသိုလ်ဆောင်မစစ်စစ်30လေးလုံးရှိတယ်30လေးလုံးပါတယ်ဒါတော့တော့နားလည်ရတာပေါ့အဘိဓမ္မာကိုအတိအကျအကုန်လုံးခုနှစ်ကြားလုံးနားလည်ရမယ်ဒီလိုတော့မဆိုလိုပါဘူးနော်အဲ့တော့ရုပ်နာနေလောက်ကိုသဘောပေါက်မှရဆိုရင်လေတရားကကျင့်လို့ရပါတယ်ကျင့်လို့အောင်မြင်ခဲ့ရင်လည်းသတ္တပတိမညာဖုန်ညာရနိုင်ပါတယ်နော်ကဲတရားသင်ကြားဆိုတာနော် မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားပွင့်ပြီးတာဝန်ပေးနေခြင်းဖြစ်ပါတယ်